မင်္ဂလာပါဒါရအောင်သူဘလော့မှာပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဘလော့ကနေပြီးတော့သွားကျန်းမာရေးနဲ့ပတ်သက်တဲ့ဘူးသူတာတွေအထွေထွေကျန်းမာရေးနဲ့ပတ်သက်တဲ့ဘူးသူတာတွေနဲ့ personal development နဲ့ပတ်သက်တဲ့ဘူးသူတာတွေကိုနေ့စဉ်မနက်9နာရီမှာ sharing လုပ်ပေးနေရပါဒီနေ့ကတော့ကျွန်တော်ကအထွေထွေကျန်းမာရေးနဲ့ပတ်သက်တဲ့ဘူးသူတာဖြစ်တဲ့ခေါင်းကိုက်ချင်းကိုတတ်တာစေနိုင်မဲ့နီးလန်းလေးတွေအကြောင်းကိုပြောပြပေးပါမယ်အဲ့တော့ခေါင်းကိုက်ချင်းကို တက်တာစေတဲ့နီလန်းမှာမှကျွန်တော်ကအခုတိုင်းစေးနီလန်းကိုအဓိကထားပြီးပြောပေးမယ်ပြီးတော့အိမ်သွင်းကိုကိုကိုပျောက်အောင်ကုလို့ရမယ်နီလန်းပေါ့ခေါင်းကြိုက်တာကိုတက်တာစေမယ်နီလန်းလေးတွေကိုညှဝေပေးပါမယ်ပထမအဦးဆုံးကကျွန်တော်တို့ကအိမ်မှာအလွယ်ဆုံးရှာလို့ရတာခေါင်းကြိုက်တာတက်တာစေဖို့နီလန်းနံပါတ်1ကတော့အလွယ်ကူဆုံးရှာလို့ရတာကဂျင်းဂျင်းအဲ့တော့ဂျင်းကကျွန်တော်တို့ကဒီခေါင်းကြိုက်တာကိုတက်တာစေတယ်ဒါအပြင်ဒီ ခေါင်းကြိုက်တာကနေတွဲဖက်ဖြစ်တယ်ကျွန်တော်တို့ပြို့တာအန်တာဒါတွေကိုပါဂျင်းကတက်တာစီနိုင်တယ်ဒီတော့ကျွန်တော်တို့ကဂျင်းကိုဘလို့အသုံးချပြီးတက်တာအောင်လုပ်ပါလေဘလို့လုပ်ပါလဲဆိုတော့ကျွန်တော်တို့ကဂျင်းကိုညှက်လိုက်မယ်ညှက်လိုက်ပြီးရလာတဲ့အရင်နဲ့တံမြာရည်နဲ့ဇာတူရောလိုက်ပါတဲ့ဇာတူရောပြီးတော့ဒီဂျင်းနဲ့တံမြာရည်ကိုရောပြီးတောက်ပေးခြင်းအပြင်ခေါင်းကြိုက်တာတက်တာစီနိုင်တယ် ဒါကကျွန်တော်တို့ကတောက်တဲ့နီးလန်းပေါ့နော်နောက်တစ်ခုကဂျင်းအမုတ်တွေကျွန်တော်ဟိုစီတီမတ်တို့ဘာလို့မှလည်းရောင်းနေဂျင်းမုတ်တွေဂျင်းမုတ်ကိုကျွန်တော်တို့ဒီလဖေးရုံတစုံဂျင်းမုတ်ကိုလဖေးရုံတစုံထည့်မယ်လဖေးရုံတစုံထည့်ပြီးတော့ရေလေးနည်းနည်းရောပြီးတော့ကျွန်တော်တို့ကခက်ပြစ်ပြစ်လေးကျွန်တော်တို့ဒီခက်ပြစ်ပြစ်လေးကျွန်တော်နယ်ပြီးတော့နှစ်ဖူးကိုလိမ့်ပေးရင်လေဒါခေါင်းကြိုက်တာတက်တာစီနိုင်တယ်ဒါကကျွန်တော်တို့ဒီဂျင်းပေါ့နံပါတ်1အနေနဲ့ကျွန်တော်တို့ကအိမ်မှာအလွယ်ကူဆုံးလုပ်လို့ရတာဂျင်း နမနှစ်နေနေကတော့ကျွန်တော်တို့ရေခဲတွေရေခဲရေခဲကလည်းကျွန်တော်တို့ဒီကြိုက်တာကိုအများကြီးတက်တာစီနိုင်တယ်ကြိုက်ခဲတာကျွန်တော်တို့ဒီကြိုက်ခဲတာကိုရောင်ရမ်းတာရောအကုန်တက်တာစီတယ်အဲ့တော့ဒီရေခဲကိုဘယ်လိုလုပ်လို့ရမလဲရေခဲလဲဒီပုံစံပဲကျွန်တော်တို့ကကျွန်တော်တို့ဒီဟိုအိတ်လေးရင်နွေးအိတ်လိုလဲတုံးလို့ရတယ်ဒါမှမဟုတ်တချို့ကြတော့လည်းကျွန်တော်တို့အဝစ်ဖြူအိတ်လေးတွေအဝစ်ဖြူအိတ်ထက်ဆိုင်ဟိုပေါ့အဝစ်ဖြူပိတ်စပေါ့ပိတ်စကိုရေခဲထည့်ပြီးတော့ကျွန်တော်တို့ဂုတ်မှာဒီလိုရေခဲကိုတင်ပေးရင်9မိနစ်နေရင် ်တက်တာတယ်5မိနစ်လောက်နေတက်တာသွားလိမ့်မယ်ခေါင်းကြိုက်တာဒါမှမဟုတ်ကျွန်တော်အရင်ဟိုရင်နွေးအိတ်ဒီရင်နွေးအိတ်ဒီဆိုပုံမှန်ရင်နွေးထည့်တဲ့ manual အိတ်ခေါ်တာပေါ့နော်ရင်နွေးအိတ်ကျွန်တော်လက်စရင်နွေးအိတ်ရှိတယ်ရိုးရိုးရင်နွေးအိတ်ရှိတယ်အဲရိုးရိုးရင်နွေးအိတ်ကိုကျွန်တော်ဒီရင်နွေးမထည့်ပဲရေခဲထည့်လို့လည်းရတယ်ဒီရေခဲထည့်ပြီးဒီကျွန်တော်ဇက်ကြောပေါ့ဒီဇက်ကုန်းမှာတင်ပေးထားရင်ဒီခေါင်းကြိုက်တာတက်တာစီနိုင်တယ်ဒါကကျွန်တော်တို့ကရေခဲကိုကျွန်တော်တို့အသုံးပြုတဲ့နည်းပေါ့နောက်တနည်းက ကျွန်တော်ခွက်တစ်ခွက်ထဲရေပေါ့ရေမှာရေခဲထည့်လိုက်ပေါ့ရေခဲထည့်လိုက်ပေါ့ရေခဲထည့်လိုက်ပြီးတော့ဒီရေခဲရေရေခဲရေဖြစ်သွားပြီရေခဲနဲ့ရေနဲ့ယောလိုက်တော့ရေခဲရေဖြစ်သွားပြီအဲ့ရေခဲရေကိုကျွန်တော်တို့ဒီတာဝါတာဝါဖြစ်ဖြစ်ကျွန်တော်တို့အဝတ်လေးပေါ့အဝတ်လေးတစ်ခုခုနဲ့ရေစိမ့်မယ်စိမ့်ပြီးတော့ညှစ်မယ်ညှစ်ပြီးတော့နှစ်ဖူးမှာ5မိနစ်လောက်သင်ပေးထားရင်လေဒါနံပါတ်1အချက်အနေနဲ့ခေါင်းကြိုက်တာကိုကြောက်စီတယ်နံပါတ်3ချက်ကတော့လွယ်လွယ်ကူကူတော့ဖေးတောက်တာပေါ့ ဆေးတောက်တာအလွယ်ဆုံးဆိုရင်တော့ biojet အဲဒါကျွန်တော်တောက်လို့ရတဲ့ဆေးပေါ့နော် biojet paracet paracetamol အဲအမျိုးမျိုးလာတယ်ဈေးကွက်မှာအော်ကျွန်တော်ဒီကိုချင်းအဲအမျိုးမျိုးလာတယ်အဲဒါတွေလည်းတောက်လို့ရတယ်ဘာကြောက်ကျွန်တော်တို့ဒီဆေးတောက်ရင်တက်တာတာလဲဒီ paracetamol တောက်ရင်ဘာကြောက်ခေါင်းကြိုက်တာပျောက်တာလဲအဓိကကတော့ကျွန်တော်တို့ဒီမှာထွက်တဲ့ prostaglandin ဒီ prostaglandin ဆိုတာ pain and inflammatory ဒီထွက်ဟိုပေါ့ကျွန်တော် ဟိုနာတဲ့အချိန်ထွက်လာတဲ့နာတာကိုဖြစ်စေတဲ့ကျွန်တော်ဓာတ်ပဲကက်မီကယ်ပဲဒီဓာတ်ကိုသူက block လုပ်လိုက်တာ block လုပ်လိုက်ခြင်းအပြင်ကျွန်တော် bio jet setter မဟုတ် para တောက်ရင်ဒါခေါင်းကြိုက်တာကြောက်စေတယ်ဒါကနံမက်3ချက်နံမက်4နံမက်4ကတော့တချို့နှိပ်တာနှိပ်တာဒါကျွန်တော်လက်တွေ့ဆန်သက်တာတကယ်တော့စွမ်းတယ်အနှိပ်ကုထုံးနဲ့လွယ်ကူပြောရင်တော့အနှိပ်ကုထုံးမှာဒီလက်ညိုးနဲ့လက်မချာပေါ့လက်ညိုးနဲ့လက်မချာ လက်ညှိုးနဲ့လက်မကြားကို3မိနစ်ကနေ2မိနစ်ခန့်ဖိနှိပ်ပေးရင်ခေါင်းကိုက်တာတကယ်ပြောက်တယ်။မြန်လဲမြန်တယ်။ချက်ချင်းကိုပြောက်တာပေါ့နော်။ဒါကတော့ဒါတိုင်းရင်းစေးဤပညာထဲမှာပါသွားပြီပေါ့နော်။ဒါကတော့ကျွန်တော်တို့နံပါတ်4အချက်ပါ။နံပါတ်5အချက်ကတော့၄ညင်း။၄ညင်းမှာကျွန်တော်တို့ကနှစ်မျိုးရှိတယ်။၄ညင်းကဒီ၄ညင်းပွင့်ရဲ့ထုံးစံကကျွန်တော်တို့ကဒီသွားကိုက်လဲပြောက်စီတယ် ျွန်တော်ဒီသွားကြိုက်ရင်တချို့လင်းင်းစီထဲတာတို့ဘာလို့လုပ်ရင်တကယ်သွားကြိုက်တာပျောက်တယ်ဒီတဘောပဲလင်းင်းရဲ့ဓာတ်တဘောကိုကသူကရောင်ရမ်းတာကြာစေကြိုက်တာတက်တာစီတဲ့ဓာတ်ဥမာပါပြီးသားဒီတော့လေးငင်းပွင့်ကိုဘယ်လိုလုပ်မလဲ။သူမှာနှမျိုးရှိတာကိုကျွန်တော်လေးငင်းပွင့်နဲ့လေးငင်းစီဆိုပြီးနှမျိုးရှိတယ်။အဲ့တော့လေးငင်းပွင့်ကိုအရင်ပြောပေးမယ်ပေါ့နော်။လေးငင်းပွင့်မှာမှာလေးငင်းပွင့်နည်းနည်းကိုကျွန်တော်တို့ကြိတ်မယ်။ကြိတ်ပြီးတော့ကျွန်တော်အဝတ်ဖြူလေးနဲ့ ထုတ်လိုက်မယ်ထုတ်လိုက်ပြီးတော့ဒီလေးညင်းနှံ့ကို ရှူချင်းအဖြစ်လဲခေါင်းကြိုက်တာကိုတက်တာစီတယ်တဲ့နောက်တနည်းကတော့ကျွန်တော်တို့ကလေးညင်းအစီလေးညင်းအစီကတော့လေးညင်းစီကိုနှစ်ဆက်ထည့်မယ်စားကိုလဖိရေဖြော်တဲ့ဇွန်တဇွန်ထည့်မယ်ပြီးရင်အုံးစီကိုကျွန်တော်တို့လဖိရေဖြော်တဲ့ဇွန်နှစ်ဇွန်ခတ်ထည့်မယ်ဒါကိုကျွန်တော်တို့နေလိုက်မယ်နေလိုက်ပြီးတော့ကျွန်တော်တို့နှစ်ဖူးမှာ လိမ့်ပြီးတိတ်နယ်ပေးရင်လဲခေါင်းကြိုက်တာကိုပျောက်စေတယ်ဒါကတော့နမတ်9အချက်အနေနဲ့ခေါင်းကြိုက်တာကိုပျောက်စေတယ်နီလန်းမှာနမတ်6ကတော့တံမြာသီးတံမြာသီးကလည်းတော်တော်လေးဆွမ်းတယ်တံမြာသီးမှာကနှမျိုးလုပ်လို့ရတယ်တံမြာသီးကိုရှူရင်လဲတချို့မူးမော်တာခေါင်းကြိုက်တာပျောက်တယ်အလွယ်ကူဆုံးနောက်တဲ့တဏီကတော့တံမြာသီးကိုတချမ်းဖိတ်လိုက်မယ်တချမ်းဖိတ်လိုက်ပြီးတော့ ရင်နွေးလေးတည်ထားမယ်ဒီရင်နွေးတစ်ခွက်တည်းကိုတံမြာသီးတစ်ချံညှစ်ထည့်မယ်ဒီတံမြာသီးညှစ်ထားတဲ့အရေကိုတောက်လိုက်ခြင်းအဖြစ်လေခေါင်းကြိုက်တာတတ်တာစီတယ်ဒါကတော့ကျွန်တော်တို့နံပါတ်6နီးလမ်းမှာနံပါတ်9နီးလမ်းကတော့ကျွန်တော်တို့ကကွန်းရွက်ကွန်းရွက်ကွန်းရွက်ကလည်းကျွန်တော်တို့ဒါကောင်းကြိုက်တာတက်တာစီတဲ့နီလန်းထဲမှာပါတယ်သူကအကြိုက်ခဲပျောက်စီတဲ့အာနိတင် ရှိတယ်ဒါကတော့ကျွန်တော်တို့မီယိုးဖလာ အတုံးများတယ်တော်တော်များများတော့သူက2ရက်3ရက်ကိုတဲ့ခြေလိုက်တယ်ခြေလိုက်ပြီးတော့ကျွန်တော်နှစ်ဖူးပေါ်မှာတင်ထားခြင်းအဖြစ်ခေါင်းကြိုက်တာတတ်တာစီတယ်တဲ့ဒါကတော့နီးနန်းနံပါတ်9ပါနီးနန်းနံပါတ်8ကတော့ကျွန်တော်တို့လက်ဖက်စိမ်းလက်ဖက်စိမ်းကျွန်တော်တို့ green tea အထုပ်လေးတွေသိဘူးကြမယ် green tea အထုပ်လေးတွေ green tea ဆိုတာကျွန်တော်လက်ဖက်6အထုပ်လေးတွေပေါ့တကယ်ပြောရင်လက်ဖက်6ပါမှာဆိုတာလက်ဖက်စိမ်း green tea ဆိုတာတတ်တတ်ရှိတယ်ပေါ့နော်အဲ green tea 8ကလေးတွေရှိတယ် အဲ့8ကိုတဲ့ကျွန်တော်တို့ရေနွေးပပွက်စုရေနွေးပပွက်စုတဲ့တဲ့တဲလိုက်တယ်ပေါ့နော်တဲပြီးရင်အဲ့ဒီအရေနဲ့ကျွန်တော်တို့တံမြာတီးတချမ်းညစ်ပြီးတောက်ရင်လေဒါခေါင်းကြိုက်တာပျောက်စီတယ်တဲ့ကဲအခုပြောပြတဲ့နီလန်းတွေကတော့အိမ်သွင်းကိုပါကိုတက်တာအောင်လုံလို့ရတဲ့ခေါင်းကြိုက်တာကိုတက်တာစေတဲ့နီလန်းလေးတွေပါတကယ်လို့ဒီနီလန်းတွေလုံးကြည့်ပြီးတော့မတက်တာရင်တော့ဆရာဝန်သေချာ ရလိမ့်မယ်။တေချာစစ်ဆေးမှုခံယူလာတေချာစစ်ဆေးမှုခံယူရပါလိမ့်မယ်။အဲ့တော့အခုဗီဒီယိုလေးကနေပြီးတော့ဘူးတုတာတွေရရှိသွားမယ်လို့မျှော်လင့်ပါတယ်။ဘူးတုတာရရှိသွားတယ်ဆိုရင်တော့ထုံးစံတိုင်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးပါအောင်ခင်ဗျာ။တောကျဲမိုင်းနေပတ်သက်လို့ပဲဖြစ်ဖြစ်အထွေထွေကျဲမိုင်းရင်းနေပတ်သက်လို့ပဲဖြစ်ဖြစ်အခြားသိကျင်တဲ့အကြောင်းအရာလေးရှိရင်လည်းအခုဗီဒီယိုလေးရဲ့ comment ရဲ့အောက်မှာရေးပေးထားလို့ရပါတယ်။အဲ့ဒီအကြောင်းအရာလေးတွေကိုလည်းနောက်ထပ်ဗီဒီယိုလေးမှာထပ်ပြီးတော့ကျွန်တော် sharing ထပ်လုပ်ပေးပါဦးမယ်။ ကျွန်တော်ဒေါက်တာအောင်သူပါမင်္ဂလာရှိတဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်ကြပါစေခင်ဗျာ။